ဗိုလ်ချုပ်မူကြီးတန်းရွှေငြိမ်းသမတ်ဖြစ်သူထောင်ထဲ၃နှစ်ချမှတ်ခံထားရတယ်။ဒေါက်တာနေစိုးမအောင်ဆက်သွယ်ရေးဥပဒေပုံမှန်66ကာကြီးဖြင့်ထပ်မံအမှုဖွင့်ထားပြီးမန္တလေးမြို့ပြည်ရေးတကွန်မြို့နယ်တရားရုံးတွင်စစ်ဆေးနေကြောင်းသတင်းရရှိပါရသည်။ဒေါက်တာနေစိုးမအောင်သည်နိုင်ငံတော်တည်ငြိမ်အေဂျင့်ရေးကိုပြပြားစီရန်ရည်ရွယ်ကလူမှုကွန်ရက်ဆာမျက်နှာပေါ်မှာလှုပ်ဆော်ခြင်း၊ဝါရဖြန့်ခြင်းများပြုမှုလှုပ်ဆောင်ခဲ့သဖြင့်2024ခုနှစ်အောက်တိုဘာ23ရက်တွင်မန္တလေးမြို့ပြည်ကြီးတခုမြို့မှာရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းကအမှုဖွင့်လက်အေးအေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ တို့နောက်၎င်းကိုပုံမှန်905ကကြီးဖြင့်ပြည်ထောင်စုမြို့နယ်တရားရုံးတွင်တရားစွဲဆိုခဲ့ပြီး2025ခုနှစ်ဇန်နဝါရီ16တွင်ထောင်တွင်းတရားရုံးကထောင်ဒဏ်3နှစ်ချခံစီရန်အမိန့်ချမှတ်ခဲ့ပါသည်ထောင်ဒဏ်လေးစုံမောင်သည်ဗိုလ်ချုပ်တင်စင်ငိမ့်ဤသားဖြစ်ပြီးဗိုလ်ချုပ်မှုကြီးတန်းရွှေငိမ့်ဤသားသမတ်တော်ဆက်ကကိုနေရှိသေးအောင်ဤဖခင်လေးဖြစ်ပါရယ်ထို့တူထောင်ဒဏ်လေးစုံမောင်သည်ပရိုက်တာနှင့်လူမှုရေးလုပ်ငန်းများလုပ်ကင်လျက်ရှိတဲ့ကဲ့သို့၎င်း၏ Facebook စာမျက်နှာတွင်ရေးသားချက်အပေါ် တက်မတော်ထောက်ခံသည့် Telegram Channel များတွင်၎င်းအမကြာခဏပြန်လည်ဝေဖန်မှုများရှိခဲ့ပါသည်။ NLD ဆိုရလက်ထက်မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဒေါက်တာစောမြင့်မောင်ကွယ်လွန်ခဲ့တဲ့အချိန်တွင်ဒေါက်တာနေစိုးမောင်ကဝန်내ကြောင်းရေးသားမှုများပြုလုပ်ခဲ့သည်ကိုတွေ့ရပါသည်။